ရုပ်ပိုင်းဆိုင်ရာအသွင်ပြင်ကိုကဲ့ရဲ့ပြစ်တင်ကြတဲ့အခါရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးကဲ့ရဲ့တယ်အဲ့ဒါကိုအကြောင်းပြုပြီးနမဲပေးတယ်မဲလုံးငပုစသဖြင့်ပေါ့တယောက်နဲ့တယောက်တွေ့တဲ့အခါဝတ်ချံတွေအများကြီးပဲနော်အဲ့ဒါကနေစပြီးနှုတ်ဆက်တာမျိုးဒါတွေကကျွန်တော်တို့ရဲ့ဒလိလူကိုဖြစ်နေတယ်လို့ပြောရပါမယ်ဝန်ခံပါတယ်ကိုယ်တိုင်လည်းပါခဲ့ဘူးပါတယ်အခုထိလည်းသတိထားနေရတော့မယ်တယောက်ယောက်ကိုတွေ့ရင်ဝါလာတယ်နော် ပိန်သွားတယ်နော်စသဖြင့်ပြောမိခဲ့ဘူးတယ်အသားရည်ဆိုလဲကျွန်တော်ကမဲတဲ့အထဲပါတော့ငငယ်ကဆိုအစနောက်ခံရတယ်ကိုကလည်းဘယ်ရမလဲသူတို့မှရှိတဲ့အားနဲ့ချက်ကိုပြန်ပြောဖြစ်တာပေါ့ဒီအလေးထားတွေကရုပ်ပိုင်းဆိုင်ရာပြည်စုံတဲ့သူတွေအတွက်ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့အများကသတ်မှတ်ထားတဲ့အလှပစံနှုန်းတွေဝင်မနေတဲ့သူတွေမှာတော့တိုင်ငယ်စိတ်ကိုအတော်လေးဖြစ်စေပါတယ်အထူးသဖြင့်စေကျော်သက်တွေ လူလက်ပိုင်းလောက်ရောက်လာတော့ကိုတိုင်းကလည်းရုပ်ပိုင်းဆိုင်ရာအသွင်ပြင်ကိုဒီလောက်ကြီးဥစားမပေးတော့ဘူးနေချင်းတလို့နေဖို့မဟုတ်ပေမဲ့ကို့မှာအရေးချင်းအလောက်ကိုင်းဝင်ငွေစတဲ့တခြားအရာတွေရှိလာပြီဒါတွေနဲ့ကိုကိုကိုလေးစားနိုင်စွမ်းကိုတည်ဆောက်လို့ရနေပြီဒါကြောင့်တယောက်ယောက်ကလာပြောရင်တော့စိတ်နှောက်ယှက်ဖြစ်ရုံကလွဲလို့သိပြီးမခံစားရတော့ဘူးဒါပေမဲ့လည်းအချိန်နေပေါ်မူတည်ပြီးအတိမ်နဲ့တော့ကွာပါလိမ့်မယ် ငယ်သေးတဲ့အရွယ်မှာတော့ဒီလိုမဟုတ်ဘူးလူမှုအတိုင်းဝိုင်းတဲ့စတိုးဝင်တဲ့အချိန်မှာသူတို့ရဲ့မှတ်ချက်တွေအမြင်တွေကတိတ်အေးပါတယ်ခရုလဲစိုက်မိတယ်အေးလဲပေးမိတယ်ဒီမှတ်ချက်တွေပေါ်အခြေခံပြီးကိုကိုကိုပုံဖော်မိကြတယ်အဲ့ဒီမှာမှပူဆိုးတာကအမျိုးသမီးတွေပူဝါရကြီးဆိုးတာဖြစ်လို့အမျိုးသမီးတစ်ယောက်ရဲ့တံပိုးကိုအလားပါအပြုတ်စစ်ခြင်းဒါတွေနဲ့အဓိကတိုင်းတာကြတယ် ဥပမာအသားမဲပြီးရုံမချော်တဲ့အမျိုးသားတယောက်ကအရေးချင်းရှိရင်ပိုက်ဆံရှာနိုင်ရင်လက်တွဲမဲ့သူမရှာပေမဲ့အမျိုးသမီးတယောက်အတွက်ကြဒါတွေကမလုံလောက်ဘူးအလားပါဆန်နှုံးတဲ့ဝင်မနေတဲ့မိန်းကလေးတယောက်ဟာအဲ့ဒီဆန်နှုံးတဲ့ဝင်မနေတဲ့ယောက်ျားလေးတယောက်ထက်တိမ်ငယ်စိတ်ကိုပိုပြီးခံစားကြရတယ်တစ်ဆက်သေးမှကပ်ပါလာတာကဆက်ရွှေ harassment လို့ခေါ်တဲ့လိမ့်ပိုင်းဆိုင်ရာအရှက်ရစေမှု ။သမင်းစားရေတောက်လို့ကိုလွယ်လွယ်ပြောနေကြတာ။အငိတ်တွေကိုပဲကြည့်။မင်းသမီးကရင်သားထွားတယ်ဆို။အဲ့ဒါကိုလူရှင်တော်တွေကပြက်လုံးပြက်ကြတယ်။ဟိုးအရင်ခေတ်ကလူရှင်တော်တွေမပြောနဲ့။နိုင်ငံကျော်မင်းသားတွေကတဲ့နှင်းစီအငိတ်လိုမှတော့ဒီလိုဟာသတွေကြားခဲ့ရတယ်။အပြက်ခံနေရတဲ့မင်းသမီးတွေကလည်းစတယ်ပဲယူဆလား။မင်းသားတွေကြီးစိုးတဲ့လောကမှာမငင်းတာလို့လား။ ။စိတ်ထဲတော့မတတ်မတာဖြစ်သလား။ကိုယ်တိုင်ပဲသိကြပါလိမ့်မယ်။ကြားရတဲ့ကျွန်တော်တို့ကတော့အဆင်မပြေပါဘူး။သို့တော့အဲ့ဒါကလည်းလူနည်းစုပါပဲ။အများစုကတော့တဝဝတဟဟနဲ့ရင်နေကြတာပဲ။ကိုတွေလည်းငငယ်ကတော့ရဲခဲ့ဘူးတာကို။နောက်မှသာအမြင်ပွင့်လာလို့ဒါရဲစရာမဟုတ်မှန်းနားလည်လာတာ။စေကျော်တရွယ်ရောက်လာပြီဆိုဒီလိုတွေစနောက်ခံရပြီ။အလောက်ထဲမှာလည်းပြောကြတယ်။ပဝင်းချိန်မှာလည်းပြောကြတယ်။ အကြည့်တွေနဲ့ပြကြတယ်။နေရအနှံ့၊နေပယ်အနှံ့လူပေါင်းစုံပဲ။တချို့ကြတော့ဗဇက်တရားနာနေတဲ့ရက်မနေတော့ပဲကိုထိလျောက်ပါကင်တွေကြတယ်။ဘတ်စကားပေါ်လိုနေရမျိုးမှာပဲဒါမျိုးဖြစ်နိုင်တယ်လို့မထင်ပါနဲ့။အာမနာတန်းပြောရရင်စာသင်ခန်းထဲမှာလည်းဖြစ်နိုင်တယ်။ခွဲစိတ်ခန်းထဲလည်းဖြစ်နိုင်တယ်။ရုံးထဲမှာလည်းဖြစ်နိုင်တယ်။ဒီဆရာတွေ၊ဆရာဝန်တွေ၊မန်နေဂျာတွေလွှမ်းမိုးတဲ့နေရာမျိုး ကိုကစာတင်တာတပည့်လူနာလက်အောက်ဝန်တန်းဖြစ်နေရဲ့ရင်ဘာစုပ်ဘာမှပြန်ပြောလို့လုပ်လို့မရဘူးတပတ်လူတွေကအများအမြင်မှာဂုံတိတ်ခကြီးလွန်းတာကိုဒါလေးများဘာဖြစ်သွားလို့လဲဆိုတဲ့အမြင်တွေလည်းရှိသေးတယ်တတရေထောက်ထားလဲပြလို့ရတာမဟုတ်ဘူးအဲ့ဒါတွေကနေတဆင်လဲတိမ်ငယ်စိတ်တွေရှက်ယွန်းစိတ်တွေစိုးထိတ်မှုတွေဖြစ်ကြရပြန်တယ်ဒီလိုပြောဆိုသူတွေကိုဒီလက်ရောက်ကျူးလွန်သူတွေကိုအပြစ်တင်ရမယ်စား ကိုယ်ခန္ဓာကိုအချိုးစားဖို့ပဲအပြည့်မြင်နေမိတတ်တယ်။ဒီရင်သားကိုဖုံးကွယ်ဖို့ကြိုးစားကြတယ်။လက်ပြေနှွေကုန်းသွားတယ်။စတိုင်မကြတော့ဘူး။ကိုယ့်ကိုယ်ကိုယုံကြည်မှုနှဲသွားတယ်။အမျိုးသားအများစုရှိတဲ့ကြားထဲတိုးမဝင်ရဲတော့ဘူး။ကိုယ့်ရဲ့ကိုယ်ယူကိုယ်သွေးကိုပါရိုက်ခတ်ကုန်တယ်။အရှိတွေးရရင်တော့အတက်မိုးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုအထိပါပြသနာပေးနိုင်ပါတယ်။နောက်ပြီးအစီတွေခွဲထုတ်ရင်အသက်သေးသွားရသူတွေ ပိန်စေးတွေတောက်ပြီးဒုက္ခဖြစ်နေရသူတွေအကြောင်းလဲကြားကြပါလိမ့်မယ်။အလေညာစေကန်းတွေနဲ့တွေ့သွားလို့တို့အလွယ်လန်းလိုက်တာကိုလို့ပြောကြတာ။တကယ်တမ်းအဒီရတရကန်ကရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးကြည့်ရပြစ်တင်ကြတဲ့ဒီလူမှုအတိုင်းဝိုင်းပဲ။ဝါနေတဲ့သူကိုလည်းစိတ်မလုံးကြုံအောင်သူတို့ပဲလှုပ်တာ။အသားမဲ့တဲ့သူဖြူကျင်လာအောင်လည်းသူတို့ပဲလှုပ်တာ။ရင်သားထွားတဲ့သူကိုတင်ငယ်စေတာလည်းသူတို့ပဲ။လိပ်ပြာကိုပန်းရောင်တန်းနေမှာလှတယ်လို့သတ်မှတ်တာလည်းသူတို့ပဲ။ လိမ်မိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအနောက်ရှက်ပြီးတဲ့စကားလုံးတွေကိုဟာတလို့သဘောထားပြီးပြောဆိုကြတာလေသူတို့ပဲအဲ့ဒီမှာမှရုပ်ပိုင်းဆိုင်ရာကိုပြုပြင်ခြင်းလို့တခုခုလှုပ်ရင်ထိခိုက်သွားတဲ့သူတွေကိုကြည့်လိုက် အများစုကအမျိုးသမီးတွေဖြစ်နေတာတွေ့ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အပေါ်မှာရေးခဲ့တယ်လို့အမျိုးသမီးတွေရဲ့တန်ဖိုးကိုအလားအပါနဲ့တိုင်းတာကြတာမို့လို့ပါပဲ။ personal grooming လို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာတည်သက်လာပဖို့ဆိုတာလိုအပ်ပါတယ်။လုပ်လေလုပ်သင့်ပါတယ်။ တို့ပဲအဲ့ဒါကတည်သက်သားနာခြင်း professional စံချင်းကိုသာပြောတာဖြစ်ပြီးတော့အများကသတ်မှတ်ထားတဲ့အလားပါစံနှုန်းတွေတဲ့ကိုဝင်အောင်မရမကလှုပ်ယူခြင်းကိုဆိုလိုတာမဟုတ်ပါဘူး။ဒါကို꿰ပြဖို့လိုပါတယ်။ဘသူတွေကဘလို့ပဲပုံမှန်လိုပြောဆိုနေပါစေလူတယောက်ရဲ့အသွင်ပြင်ကိုကဲ့ရဲ့ပြစ်တင်တဲ့အထက်ကိုမပါပါစေနဲ့။သူ့မှာရှိတဲ့အားသာချက်ကိုရှာပြီးချီးကျူးပေးပါ။ညီအောင်လဲကြည့်ပေးပါ။ပိုင်ငယ်စိတ်စားယုံကြည်စိတ်တွေရသွားအောင်ပြောပေးပါ။ ပုံမှာသားသမီးတွေအထူးသဖြင့်သမီးမင်းကလေးတွေရှိရင်လေသူတို့ရဲ့တံပိုးဟာရုပ်ပိုင်းဆိုင်ရာအပေါ်လုံးလုံးလျားလျားမူတည်နေတာမဟုတ်ကြောင်းသိပါစေ။ကိုယ့်ရဲ့ပြောင်းလဲလို့မရနိုင်တဲ့ imperfection မပြည့်စုံမှုတွေအပေါ်လည်းစိတ်နှက်တတ်ပါစေ။ heterosexual လို့ဆိုတဲ့ယောက်ျားတစ်ယောက်နဲ့တစိမ်းမင်းကလေးတစ်ယောက်ရဲ့ရင်သားတင်ပါးတွေကိုကြည့်ချင်တာဖြစ်နိုင်ရင် ထိပါထိတွေ့ချင်တာမဆန်းပါဘူး။ဒီစန္ဒတွေကိုဘလောက်ထိန်းချုပ်နိုင်တယ်လဲ။ ိုယ့်ရဲ့ကိုယ်နဲ့နှုတ်ကိုဘလောက်ထိစောင့်စည်းနိုင်တယ်လဲဆိုတာတွေကပဲဒီယောက်ျားရဲ့ဂုံတိတ်ကကိုပုံဖော်သွားမှာဖြစ်တဲ့အကြောင်းလဲကို့သားကလေးတွေနားလည်ထားဖို့သိအရေးကြီးပါတယ်ဒေါက်တာဖြူတီဟာ66ရက်10လ2025